ယူသားများကကိုရေးတဲ့ခန်ရဲကပါဒီဗီဒီယိုလေးမှာကျွန်တော်ဒီချမ်ပစစ်ကောင်စီကထောင်တဲ့မိုင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲဘော်တွေဟိုတိုက်ပွဲတွင်းမှာတွေ့ရှိခဲ့လို့ရှိရင်ခြေရွာတွင်းမှာရဲရွာတွင်းမှာတွေ့ရှိခဲ့လို့ရှိရင်ကျွန်တော်ဘယ်လိုဖြောက်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ဒီမှာအာပြောပြသွားမှာဖြစ်တယ်အာပထမအဆုံးကတော့ကျွန်တော်တို့ကိုယ်တိုင်ကဒါမိုင်းပညာရှင်တွေတော့မဟုတ်ဘူးမိုင်းဘယ်လိုဖြောက်ရမလဲဆိုတာအာကိုကျွန်တော်တို့ဟိုထိရောက်တဲ့ဟို ကျွန်တော်တို့ cost တွေယူထားတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ရဲ့ဆရာသမားတွေကျွန်တော်တို့ပြောပြတဲ့ဟာတွေနဲ့အဲကျွန်တော်တို့လေ့လာထားတဲ့ဟာတွေနဲ့ပေါင်းစပ်ပြီးတော့မှကျွန်တော်တို့ဘယ်လိုလုပ်အန်ဒီအကင်းဆုံးဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တခြားတော့ကျွန်တော်တို့လိုမျိုးတော်လိုင်းတက်ဖွဲ့တွေမှာပါဝင်တဲ့ရဲဘော်တွေတရှိအောင်ကျွန်တော်တို့ပြောပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးကတော့စစ်ကောင်စီတွေအမြဲ၃လေးရှိတဲ့မိုင်းလေးမျိုးရှိတယ်ပေါ့ဒီဒီဟာတွေကလည်းဒါကျွန်တော်တို့ကိုယ်တိုင်ဟိုကျွန်တော်တို့ရဲဘော်တွေနဲ့ကျွန်တော်တို့နဲ့ပေါင်းပြီးဖော်လာတဲ့မိုင်းတွေပဲဖြစ်တယ်ဒါစစ်ကောင်စီကထောင်ထားတဲ့မိုင်းတွေလည်း ခေါ်ထားတဲ့မိုင်းတွေလည်းဖြစ်တယ်လို့အချို့ကအစ်စ်တွေလည်းပါတယ်ပေါ့နော်ဆိုတော့ပထမတစ်မျိုးကတော့အာဝင်လင်းဝင်ခံရရင်ကျွန်တော်တို့ဒီအမီနာမတွေကျွန်တော်တို့တိတ်မသိဘူးပေါ့နော်အမီဒီမိုင်းကိုဘယ်လိုခေါ်လဲဆိုတဲ့ဟာမျိုးကျွန်တော်တို့တိတ်မသိဘူးဟိုဟိုနာမည်နာမတွေမသိဘူးကျွန်တော်တို့လွယ်ခေါ်တော့16 mic 14 mic 16 mic အဲဒါမျိုးတွေတော့ကျွန်တော်တို့ခေါ်လေးရှိပါဆိုတော့သူ့မှာတွေ့ရတဲ့ mic ကတော့ဒီလိုမျိုး mic တစ်ခုပါတယ်ဒါဟိုကျွန်တော်ကတော့နက်နက်သေးပါเนาะဆိုတော့သူကတိုင်းကိုဒီလိုစိုက်ပြီးတော့မှဂျိုးကို ကျွန်တော်တို့ဂျိုးလေးနဲ့တန်းထားတယ်ဒါတိုက်မိုင်းလို့လည်းခေါ်တာပေါ့နော်ဂျိုးကိုတိုက်ပြီးလို့ရှိရင်ဒီပင်လေးပြုတ်ထွက်သွားမယ်ဒီပင်လေးပြုတ်ထွက်သွားတာနဲ့သူရဲ့ရိုက်တန်နဲ့သူဒီမှာရပြီးဒီအစ်စ်တွေကကွဲထွက်ပြီးတော့ကျွန်တော်တို့လူတွေကိုဟိုမှန်မယ်ပေါ့နော်ဆိုတော့ဒါအာတေလောက်တဲ့အထိကျွန်တော်တို့ဟိုဒီခိုက်တန်ရရနိုင်တဲ့မိုင်းတစ်မျိုးဖြစ်တယ်ပေါ့ဒီမိုင်းကိုကျွန်တော်တို့တွေ့ပြီဆိုလို့ရှိရင်မလုပ်ရမယ်ဆိုလို့ရှိရင်ဒီဂျိုးပေါ့နော်ဒီပင်လေးကိုလုံးဝမထွက်အောင်ကျွန်တော်တို့ဟိုတတိထားမှာဖြစ်တယ် ဒီကျိုးကိုကျွန်တော်တို့ဖြတ်ဆရာညှက်ဆရာတစ်ခုနဲ့ကျွန်တော်တို့ညှက်လိုက်မယ်ညှက်လိုက်ပြီးလို့ရှိရင်ဒီပင်ကိုမထွက်အောင်လို့ကျွန်တော်တို့ကောက်လိုက်မယ်ဝေးလိုက်မယ်လှုပ်ပြီးလို့ရှိရင်ဒါကိုမထွက်အောင်ကျွန်တော်တို့ဒီလိုပတ်လိုက်မယ်ပင်ကိုထပ်မထွက်သွားအောင်ကျွန်တော်တို့ပတ်လိုက်ပါမယ်ပတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်ကအရှင်ပဲဖြစ်တယ်ဒီကောင်ကဒီမှာသူ့ရဲ့ original တိုင်နေဆိုရင်တော့ဒီမှာ clip လေးပင်လေးရှိတယ် clip လေးရှိတယ်အဲဒီကောင်ဖြုတ်လို့ရရတယ်ဒါအရှင်ပဲဖြုတ်လိုက် ဘာမှဟိုအန်ဒီမရှိပါဘူးပြီးလို့ရှိရင်ဒီလိုမျိုးလေးဖြစ်လာမယ်ဒီလိုမျိုးဖြစ်လာတဲ့ဟာကိုကျွန်တော်တို့ဒီရှိတ်ကဝိုင်းကိုဟိုကအစိမ်းကိုကျွန်တော်လှည့်ဖြုတ်လိုက်လို့ရတယ်ကျွန်တော်လှည့်လိုက်မယ်လှည့်လိုက်ပြီးလို့ရှိရင်တော့ပြုတ်သွားပြီဆိုရင်တော့ဒီကက်ကဒီမှာရှိပါတယ်ဒီမှာတော့အန်ဒီရဲ့ကင်းအောင်လို့ကျွန်တော်တို့ဟိုကက်ကိုဖြုတ်ထားတာဖြစ်တယ်ကက်ကိုအဲ့ဒီကက်ကိုကျွန်တော်တို့ထုတ်လိုက်မယ်ထုတ်လိုက်ပြီးလို့ရှိရင်ဒါကအတက်မရှိတော့တဲ့မိုင်းဖြစ်သွားမယ်ပေါ့နော်ကက်ကိုထုတ်လိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ ီဟာကိုပြန်ဖုံးလို့ရတယ်ဗောနော်ဒါကိုပြန်ဖုံးလို့ရဒါနောက်ဆင်းထက်ဖြုတ်ခြင်းရတော့ဒီပေါ်ကအဝိုင်းလေးကိုဒါဆက်လဲလို့ရတယ်ဒီမှာဆက်လဲပြီးတော့တစားစီဖြုတ်လိုက်ပြီဆိုရင်တော့လုံးဝအသက်မရှိတဲ့မိုင်းတစ်ခုဖြစ်ဖြစ်သွားမှာဗောနော်ဒါကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားမှာဗောအဲ့တော့ဒါကိုပိုအန်ဒီကေအောင်ဆိုရင်တော့ပြန်မတက်ပဲနဲ့တည်တန့်ထားလို့ရပြီဗောနော်ဒါတမျိုးဗောနော်ဒီဟာကကျွန်တော်တို့စစ်ကောင်စီထောင်လေးထောင်ထားရှိတဲ့ပုံစံတွေကတော့ခြေနဲ့တိုက်မိအောင်ထောင်တယ်ရင်ဘက်တွေနဲ့ခါးတွေနဲ့တိုက်မိအောင်ကျိုးထောင်လေးရှိတယ်ဗောနော်ဒါတစ်ခုဖြစ်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်တို့14မိုင်းလို့ခေါ်တဲ့ဒီမိုင်းလေးတွေပေါ့နော်14မိုင်းလို့ခေါ်တဲ့ဟာလေးတွေဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်လူတွေသေနိုင်လောက်တဲ့အထိမဖြစ်ဘူးခြေထောက်တွေပြတ်သွားတယ်ခြေထောက်တွေပြတ်ထွက်သွားတဲ့နိုင်တဲ့အထိတော့ဒါဒုက္ခပေးတဲ့မိုင်းတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီမိုင်းကိုတွေးလို့ရှိရင်လည်းကျွန်တော်တို့ကအပေါ်ကနေမဖိမိဖို့ပဲလိုတယ်သူ့ဘေးကနေကင်လို့ရတယ်သူ့ကိုတွေးတာနဲ့သူ့ဘေးကမြေလေးတွေကိုဖယ်လိုက်ပြီးတော့ဓာတ်ချွန်လေးနဲ့ပေါ့နော်ကျွန်တော်တို့အခု ဒီလိုဓာတ်ချွန်လေးနဲ့ကျွန်တော်တို့အောက်ကိုထိုးပြီးတော့မှကလော်ထုတ်လိုက်လို့ရှိရင်ဒါကပွဲပြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်မလာပြီးလို့ရှိရင်တော့ထုတ်လာပြီးလို့ရှိရင်သူ့ကက်ကဖင်မှာရှိတယ်ပေါ့နော်ဒီဖင်မှာရှိတယ်အခုလောလောဆယ်အန်ဒီရကင်းအောင်တော့ကက်မထည့်ထားဘူးကျွန်တော်တို့ ဆိုတော့အဲ့ဒီဒီမှာကကြောက်လဲတော့မဟုတ်ပလေယာလေးနဲ့ကျွန်တော်တို့လှည့်လိုက်လို့ရတယ်အနောက်ကိုလှည့်ဖြုတ်လိုက်လှည့်လိုက်ပြီးလို့ရှိရင်ဒီမှာကက်လေးထွက်လာမယ်ပေါ့နော်ဒီကက်ကဒီဟာနဲ့ချိုးဟာတွဲရက်လေးဖြစ်မယ်ပေါ့ကျွန်တော်တို့ကဖြုတ်ထားတဲ့အတွက်ကြောင့်မဟုတ်ပေါ့နော်ဒါကိုဖြုတ်လိုက်ပြီးလို့ရှိရင်ဒီအခွန်လေးကိုပဲကျွန်တော်တို့ပြန်ကတ်ထားလို့ရှိရင်ဒါကအတက်အတက်မဲ့တဲ့ mind တစ်ခုဖြစ်သွားပြီပေါ့နော်ဒါကိုတော့ကျွန်တော်တို့အများသောအားဖြင့်ကျွန်တော်တို့တီးလေးရှိတာ14မိုင်လို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဒါစစ်ကောင်စီတုံးနေကြမိုင်လေးတွေဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးနေရာတွေထောင်တက်လဲဆိုတော့အိမ်ဝင်ဝတွေတကားတွေ လာပေါက်တွေဝင်သွားတယ်ခြံစည်းရိုးသူတို့ဖောက်ထားတဲ့ဟိုဖက်ခြံဒီဖက်ခြံကူးတဲ့လူသွားလမ်းလေးတွေမှာဖောက်ထားတတ်တယ်အဲ့တော့ဒါကအားလည်းကျွန်တော်တို့လူတွေကျွန်တော်တို့ရဲဘော်တွေကိုဒုက္ခပေးနိုင်တဲ့မိုင်းတစ်မျိုးဖြစ်ပါတယ်ဒီထက်နည်းနည်းပုတ်ကြီးတဲ့မိုင်းကတော့ဒီမိုင်းကြီးမျိုးဖြစ်ပါတယ်ဝင်လင်းဝင်ခံရရတော့ကျွန်တော်တို့ကတော့အခေါ်ဝေါ်ကိုတေးသေးနာမည်တိကျမသိဘူးသို့တော့ဒီမိုင်းတွေတွေ့ရင်လည်းအစွမ်းအဆက်လေးမိုင်းလို့ပဲသူ့ဘေးမှာရှိတဲ့ပက်ချာလဲမြေလေးတွေကိုကျွန်တော်မှွားလိုက်မယ်ဖွာလိုက်ပြီးတော့မှဒါချွန်လေးနဲ့ ထိုးကလော်လိုက်မယ်ဖြည်းဖြည်းတတလေးထိုးကလော်ရေးပေါ်မကင်လိုက်လို့ရပါကျွန်တော်ကင်လို့ကင်လို့ရတယ်ဒီကနေဒီလိုကင်လို့ရတယ်သူ့အပေါ်ကနေမဖြစ်မချင်းကျွန်တော်တို့ဘာမှဟို NDM ရှိဘူးဗောနော်ဒီလိုမျိုးဖြစ်ပါတယ်ဒီဟာကိုကက်ဖြုတ်တဲ့ဟာကတော့သူ့ရဲ့ဒါနှစ်ခုရှိတယ်ဘေးမှာရိုက်တန်တစ်ခုရှိတယ်ဘေးမှာကကက်ရှိတယ်ဗောသူ့ကက်ကတော့ဒီလိုမျိုးကက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာကက်ထည့်ထားတယ်ရိုက်တန်တော့မထည့်ထားဘူးကျွန်တော်ဒါကိုဖြုတ်လို့ရှင်လဲလွယ်လွယ်လေးပါပဲအောက်ကနေကျွန်တော်တို့တိချကင်မယ်ဒီဘေးကို ျွန်တော်တို့ anti clock wise ကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်ပြီးလို့ရှိရင်ကက်လေးကိုကျွန်တော်တို့စောင်းချလိုက်မယ်ဒါဆိုကက်ထွက်သွားပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ anti anti ရှိတော့ဘောเนาะဆိုတော့ဒီလို့ရှိရင်တော့သူ့အဖုံးလေးကျွန်တော်တို့ပြန်ပိတ်ထားလိုက်ပါဒီနောက်တစ်ခုဒီဖက်မှာရိုက်တန်ရှိတယ်အဲ့ဒါကိုရိုက်တန်ကိုလည်းကျွန်တော်တို့ဖြုတ်လို့ရပါတယ်ဆိုတော့ရိုက်တန်မှာကတော့ထောင်ထားတဲ့မိုင်းလားအစ်စ်လားဆိုတာဒီလိုမျိုးကွာခြားချက်ရှိပါတယ်ဒါဆိုရင်တော့ အဖြစ်ပါသူရဲ့ဒီမှာပင်လေးရှိနေတယ်ပင်မထွက်ရသေးဘူးဒါကတော့မထောင်ထားရသေးတဲ့မိုင်းဖြစ်တယ်ထောင်တော့မယ်ဆိုရင်တော့ဒီပင်ကိုဖြုတ်ပြီးတော့မှထောင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဒီလိုမျိုးဟိုပင်လေးပိုင်တော့ဒါအစ်စ်ပေါ့နော်ဆိုတော့ဒါပါအဲ့တော့သူရဲ့ပင်ပေါ့နော်ပင်ပင်ရိုက်တန်အားဒီမှာရှိပါတယ်ကျွန်တော်တို့ဖြုတ်ထားတဲ့ဟာဆိုဒီလိုမျိုးရိုက်တန်လေးတွေဖြစ်နေစပရင်ပါတယ်ရိုက်တန်ချွန်ပါတယ်ပေါ့နော်ဒီလိုမျိုးရိုက်တန်လေးတွေဖြစ်တယ်အဲ့ဒါကိုလည်း anti cross wire ပဲကျွန်တော်တို့လှည့်လှည့်လိုက်ရပါတယ်တေချာတတိရှိရှိနဲ့ AC စစ်စိတ်ငိုင်နဲ့လှည့်လို့ရတယ်ပြီးရင်သူဒီလိုကန်ထွက်လာမယ်အဲ့မှာသူကျွန်တော်တို့ကြောင်ဖြုတ်လိုက်ပြီးတော့ရိုက်တန်အောင်ထုတ်လိုက်ပါပြီးရင်ပြန်ပိတ်လိုက်ပြီဆိုရင်ဒါကလုံးဝကြိုက်တလောက်တက်ခုံကျွန်တော်တို့မကွဲတော့ဘူးပေါ့နော်ဒီပေါ်ကြိုက်လောက်ဖြီးလို့ရတယ်မကွဲတော့တဲ့အနေထားရောက်သွားတဲ့မိုင်းတလုံးဖြစ်ပါတယ်ဒါကတော့သူတို့ထောင် ခွေးတွေထောင်လေးရှိတဲ့မိုင်းတွေထဲကတမျိုးပေါ့နော်ဆိုတော့နောက်ဆုံးတမျိုးပေါ့နော်ကျွန်တော်တို့တွေးလေးတွေးထားရှိတဲ့နောက်ဆုံးတမျိုးကတော့ဒါ16မိုင်းလို့ခေါ်တယ်ပေါ့နော်16မိုင်းလို့ခေါ်တဲ့အခေါ်ပေါ်နဲ့မိုင်းဖြစ်တယ်ဒါကသူက short တိုက်ပြီးတော့မှခွဲလဲခွဲတယ်မဟုတ်ရင် battery နဲ့ battery နဲ့အဲဟိုပါပေါ့နော်ကျွန်တော်တို့လက်ခဲတွေနဲ့တွဲပြီးတော့ကျွန်တော်တို့ခွဲပါတယ်ဆိုတော့သူ့မှာကက်ထဲတဲ့ဟာနှစ်ပေါက်ပါတယ်သူဒါကက်ပါဆိုတော့ကက်ထဲတာဒီမှာထည့်လို့ရတယ်ဒီဘက်မှာလည်းထည့်လို့ရတယ်ဆိုတော့ကက်ထည့်ပြီးသွားရင်တော့ဒါအန်ဒီရရှိသွားတယ်ပေါ့နော် ဆိုတော့ကက်မရှိဘူးဆိုဒီဘိုင်းကဘာမှအန်ဒီမရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့ခွေးတွေထောင်လေးရှိတဲ့ပုံစံအရတော့သူထောင်ထားမယ်သူရန်သူလာနိုင်တဲ့နေရာလို့သူတတ်မှတ်တဲ့ခြေနဲ့ညောင်သူရှိကိုလဲပြီးဒီလိုထောင်ထားမယ်ပြီးရင်သူကက်ဒီကက်ကိုဒီထဲမှာထည့်မယ်အခုတော့ကျွန်တော်ထဲကိုမထည့်ပြဘူးအန်ဒီရှိလို့ပါအဲ့တော့သူကက်ကိုထဲကိုဒီလိုထည့်လိုက်မယ်ပြီးရင်သူဒီဖုံးလေးနဲ့သူလှည့်လိုက်မယ်ပေါ့နော်ကျတော့ပုံပုံစံအဲ့လိုမျိုးဖြစ်နေမှာပေါ့နော် ဒါကက်ထည့်ထားတဲ့ပုံစံအဲ့ဒီလိုမျိုးဖြစ်နေမှာဆိုတော့ဒီဖက်သူ့ရဲ့ထိတ်ကိုတော့သူက battery နဲ့ join join မ join လို့ရှိရင်တက်ခဲနဲ့သူလောက်ထားမှဖြစ်တယ်တက်ခဲနဲ့ join ဖို့လောက်ထားရမှဖြစ်တယ်ပေါ့အဲ့တော့ဒီဟာကိုဖြုတ်တဲ့ချိန်မှာလဲလွယ်လွယ်လေးပါပဲကျွန်တော်တို့ဒီကက်ဂျိုးကိုကျွန်တော်တို့ရှာရမှဖြစ်တယ်ဒီကက်ဂျိုးကိုတွေးလို့ရှိရင်ကက်ဂျိုးဆုံးအထိကိုလိုက်ရှာရမှဖြစ်တယ်အဲ့လိုက်ရှာတဲ့နေရာမှာသူက battery နဲ့ join ဖို့လောက်ထားတာလားတက်ခဲနဲ့ join ဖို့လောက်ထားတာလားကိုကျွန်တော်ကြည့်ရမယ်ကြည့်ပြီးလို့ရှိရင်တက်ခဲနဲ့ join ဖို့လောက်ထားတယ်ဆိုရင်တော့အဲ့ဒီတက်ခဲကိုကျွန်တော်တို့ ဖြုတ်ဖြုတ်ထုတ်လို့လည်းရတယ်အဲဘက်ထရီနဲ့ drying ဖို့လောက်ထားရင်လည်းအဲ့ဒီဘက်ထရီကိုအရင်ဆုံးဖြုတ်လိုက်လို့လည်းရတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီဂျိုးနဲ့ဂျိုးကိုတဂျိုးချင်းစီကျွန်တော်တို့ဖြတ်လိုက်လို့ရတယ်ဒါတို့မဟုတ်ဖြတ်ခင်းလို့ရတဲ့ဟာနဲ့ကျွန်တော်တို့ဒီမှာဒီဒီမှာတတိထားမှာနှစ်ဂျိုးတစ်ခါတည်းပူပြီးတော့မဖြတ်မိဖို့ပေါ့နော်ဆိုတော့တဂျိုးကိုဖြတ်မယ်ပြီးရင်နောက်တဂျိုးကိုဖြတ်မယ်ဒီလိုဖြတ်ပြီးတော့လို့ရှိရင်တော့ဒီကောင်ဒီလိုပဲလှည့်ပြီးတော့မှထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကဲကိုထုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီဒီနဲ့ပိုင်း ခုဖြစ်သွားပြီပေါ့နော်ကက်ကိုလည်းကျွန်တော်တို့တီးတန့်လေးတသက်နေရာမှာတိမ်ပြီးတော့မှထားမယ်ဒီမိုင်းကိုလည်းကျွန်တော်တို့ဒီတန့်တနေရာမှာတိမ်လို့ရှင်ဒါအလုံးအတက်မဲ့ရတဲ့မိုင်းဖြစ်ဖြစ်သွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုဒါဒီလိုမိုင်းလေးမျိုးကိုကျွန်တော်တို့တွေးလေးတွေးထားရှိတယ်ဒီမိုင်းတွေကိုဖော်တဲ့ချိန်မှာလည်းစိတ်ငြိမ်ငြိမ်နဲ့ကျွန်တော်တို့ဖော်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါအားလုံးကိုကျွန်တော်ရဲဘော်တွေဒီလိုမိုင်းတွေတွေ့ရင်ဘယ်လိုဖြုတ်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့ သတင်းပေးအတိပေးပြောကြားခြင်းဖြစ်ပါတယ်ဒါမျှဝေခြင်းပဲဖြစ်ပါတယ်ဗောနော်